တရားထုတ်တာအသက်ရွယ်ကြီးမှအထုတ်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်တဲ့အခွင့်အရေးတွေဟာအသက်ရွယ်ကြီးတဲ့ကမ္ဘာတာနဲ့သွားပြီအောင်မြင်မှုခက်ခဲသွားပြီဒါကြောင့်မို့အချိန်ခါရှိတော့အဲ့ရကောင်းတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ရမယ်လို့ပညာရှိတွေကသတိပေးတာပဲဖြစ်တယ် ဆိုပါစို့အသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်ဟာကိုချေကိုလက်ကိုကိုမပိုင်တော့တဲ့အနေထားမျိုးရောက်ပြီးအင်အားတွေပြက်လက်နေမှတရားထိုင်ခြင်းနဲ့တရားထုတ်ခြင်းနဲ့ဆိုရင်အလွယ်ဥပ္ပောခွေရီဆုံးရှုံးသွားတယ်ပေါ့ငယ်တော့ကကြိုးစားမယ်ဆိုရင်ညာကြီးရနိုင်တယ် အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ငယ်တုန်းရွယ်တုန်းမှစီဝါရှာတယ်ငယ်တုန်းရွယ်တုန်းမှပဲတရားရှာကြတယ်ကြီးသွားမှဆိုရင်အခွင့်အရေးမျိုးစုံဟာ ဆုံးရှုံးသွားတယ်အခွင့်အရေးဆိုတာရတော့အခွင့်အရေးဆိုတာအခြေအနေတစ်ခုမပေးတာမပေးလို့ရှိရင်လည်းအဲ့ဒီခွင့်အရေးကပျက်စီးတာပဲခြေနေပေးတဲ့အချိန်လေးမှာ ကျိုးစားအထောက်ကြရတာဖြစ်တယ်။မြတ်စွာဘုရားလက်ထက်တုန်းကတာဝတိမြို့ကပါလဆိုတဲ့တထေသားစေရွန်ကျောင်းသွားပြီးတော့တရားနာတယ်။တရားနာတဲ့အခါမှာမြတ်စွာဘုရားက ja ma se ri so e tsinnsinn de ku dé se cho lei dé kam du se hun are du e si run da e lo ma nga om mi nei ma ve e lo no en no om mi mo ke ke re du သူတို့အရွယ်ရှိတဲ့အချိန်မှာလည်းပဲသူ့မှာတောင်းဝတရားတွေရှိတယ်မိသားစုဘဝနေတာဆိုတော့ သားတွေသမီးတွေစီးပွားဥစ္စာတွေဒါတွေကိုစွန့်အောင်မဖြစ်နေဒါတွေမစွန့်လို့ရှိရင်လည်းတရားထုတ်ဖို့ဆိုရဲအခွင့်အရေးကကောင်းတဲ့အချိန်ကြီးကသူလွန်သွားနိုင်တော့ဟုတ်သူညီနဲ့တိုင်းမင်းဆွေးနွေးတဲ့အခါမှာသူညီကပါပြောတော့ဆိုအကိုကြီးကငဲပါသေးတယ်ပေါ့ အသက်ရွယ်လေးရလာပြီသာရိသမီးလေးကြီးပြီသုမတရားအထုတ်တာကောင်းပါတယ်လို့ပြောတယ်နော်အဲ့တော့အသက်ရွယ်ကြီးပြီဆိုရင်တော့အခွင့်အရေးရတယ်လို့ထင်တာကိုသူကြီးကအဲ့တော့ပါဠိဆိုတဲ့တတိကပါပြတ်ပြောတော့ဆိုငါညီးတဲ့အသက်ရဲ့ကြီးသွားတဲ့ပုဂ္ဂိုလ်ဟာ ကိုလက်ကိုချေရတောင်းကိုစကားနားမထောင်ဘူးတဲ့ဟုတ်တယ်အေးကိုစကားနားမထောင်ဘူးဆိုတာအသက်ရကြီးတဲ့ပုဂ္ဂိုလ်တွေနားလဲတဲ့ဒါခြေတော့ကဒီဘက်လှမ်းမိမယ်လို့ဟိုဘက်ရောက်ချင်ရောက်သွားရှိန်းနာရိုက်နာတွေဖြစ်လာလက်မြောက်ချင်လို့လက်မြောက်တွေ့ရကြမှာရကိုလို့ချင်တာတွေလုံးဝရအခွင့်ရေးတွေနဲ့ကိုအဲသူပြောတဲ့စကားလေးကဒါအခွင့်ရေးရှိတော့လုပ်ရမယ်ဆိုတဲ့အထိပ္ပယ်လေး တော့သူပြောတဲ့စကားလေးအမှတ်သားစရာကောင်းတယ်စရစစ်စရိတာဟွန်ဒီစရတရားကြောင့်အိုမင်းရင်းရော်ပြီးအသက်ရွယ်ကြီးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဟတ္ထပါဒာအနတ္တဝါသူလက်သူ့ခြေရတော့သူ့စကားနားမထောင်ဘူးတဲ့သာသမီတွေမပြောနဲ့သူ့လက်သူ့ခြေရတော့သူ့စကားနားမထောင်တော့ဘူး သူလုံးချင်နိုင်လို့လို့မရဘူးလို့ပြောတာเนาะစကားနားမထောင်ဘူးယထတ်သောဝိဟတ္တထမောဝိဟတ္တထမောဆိုအသက်ရကြီးလာလို့ရှင်အင်အားတွေကဆုပ်ပျက်စီသွားပြီထရတော်မှမထနိုင်ဘူးသူများထူပေးရတဲ့အနေထားမျိုးတွေရလာတက်ကြီးတော့ငယ်ငယ်တုန်းကခွေစောရိယဆရာတော်ဖျားကြီးတရားဟောတာ ကြားဘူးလိုက်တယ်နားဘူးလိုက်တယ်အေးအသက်ရရလို့ရှင်ထခြင်းမီစုနဲ့ဒူးနဲ့လက်နဲ့မိတ်ဆက်ရတယ်တဲ့ဆရာတော်ရလို့ပြောတာဒူးလက်ထောက်ပြီးထားတာပြောတာဒူးနဲ့လက်နဲ့မိတ်ဆက်နေရပြီဒီတိုင်းမထားနိုင်တော့ဘူးကဲတော့ကတော့ဖြတ်ခနဲ့ဆိုထားလို့ရတယ်ကြည့်ပြီဆိုတော့လို့လို့မရတော့ဘူးအဲ့တော့ပြောတာယတ္တသောဝိဟတ္တထာမော ထာမဆိုရဲစွာရဲပျက်စီးကုန်ပြီအဲ့ဒီလိုခြေနေဆိုးနေတဲ့အချိန်မှာကထန်တမန်စရိတ်တတိဘယ်လိုနီးနေမင်းတရားအထုတ်မှာရောကိုချေကိုလည်းကတောင်းကိုစကားနောက်တောင်းမှုအဲအားရမရှိတော့ဘူးဆိုမှဘလို့လို့ပြီးတရားထုတ်မှလည်းစူးစမ်းမှရနိုင်တဲ့အရာတစ်ခုပါအခွင့်အရေးတွေဆုံးရှုံးနေပြီလို့ အဲသိတာမြင်တာတဲ့အခွင့်အရေးပဲဒါကအသက်ရဲ့ជីវិតတရားထုတ်လို့ကဖြစ်ကောင်းဖြစ်နိုင်သေးတယ်နော်ဖြစ်နိုင်သေးတယ်ဘယ်ဘမအောင်ထုတ်ပဲနဲ့ဟိုတရားထုတ်မယ်ဆိုလို့ရှိရင်ရနိုင်သေးတယ်လို့ပြောရအောင်